မင်္ဂလာပါရှင်။ဗမာခေတ်တည်ရင်ဌာနကနေကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေမက်လ24ရက်မနက်7:00နာရီတရင်များကိုစင်ခန်တင်ဆက်ပေးပါရမရှင်။ပထမဆုံးတရင်အနေနဲ့ရေဦးမြို့ရွှေပြည်သားရက်ကွက်ဓမာယုံရှေရင်စစ်စေးရေးပြုလုပ်နေသောစစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ3ဦးသေဆုံးဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။စကိုင်းတိုင်းရေဦးမြို့ရွှေပြည်သားရက်ကွက်ဓမာယုံရှေရင်စစ်စေးရေးပြုလုပ်နေသောစံဘက်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်မှ3ဦးသေဆုံးခဲ့ကြောင်းရေဦးမြို့နယ် သူကောက်ရိပ်အဖွဲ့မှတာဝန်ခံကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းသို့ပြောဆိုသည်မတ်လ23ရက်နေ့မွန်းလဲတနားရီခန့်တွင်ရေဦးမြို့ရွှေပြည်သားရက်ကွက်ဓမယုံရှေရင်းစစ်ဆေးရေးပြုလုပ်နေသောအကြမ်းဖက်ဆက်ကောင်စီတပ်သားအင်အား20ခန့်ကိုရေဦးမြို့နယ်ပြည်သူကောက်ရိပ်အဖွဲ့မြောက်ပိုင်းပကဖားကဒရုန်းဖြင့်ပုံသည့်သုံးလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်ထို့တိုက်ခိုက်မှုတွင်အကြမ်းဖက်ဆက်ကောင်စီတပ်သား3ဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိကတော်လိုင်းရဲပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည် ဒရုန်းနဲ့ပုံသေးသုံးလုံးကျဲချတိုက်ခိုက်ခဲ့တာပါစစ်ခွေး၃កောင်တေးပြီးစစ်ခွေး၂កောင်တန်ရရပါတယ်စစ်ခွေးတွေကားတွေနဲ့လာတဲနေပါတယ် အထိုင်ကျတက်ဆွဲထားတဲ့စကန်တော့မဟုတ်ဘူးစစ်စေးရခနာလာလို့တဲ့ရက်ွက်ပေါ်ရွှေပြည်သားရက်ွက် ခေါ်တာပါရေဦးမြို့မြောက်ပိုင်းမှာရှိတာလေအစာအူကမထိခိုက်ဘူးသူတို့ကရှေးကင်းရှေးမှာ၅ရောက်ထွက်နေတာပါသူတို့ရှေ့တဲ့ကြတာပါ၃ရောက်သေးပြီး၂ရောက်ကတန်ရရတယ်အိုတတိုင်းတော့ပြက်စီပါတယ်ပဝင်းစင်တော့လက်နဲ့ကြီးလက်နဲ့ငယ်တွေနဲ့ပြက်တယ်ပြည်သူတွေကိုဖမ်းဆီးတာမျိုးမရှိပါဘူးအဲ့ဒီနာလီမာရင်ဖြတ်သွားတဲ့ပြည်သူတူကတော့တရီလက်သွားတယ်ထိခိုက်တန်ရရတာမျိုးတော့မရှိပါဘူးတရီလက်တာပါပြည်သူတွေအနေနဲ့စစ်ခွေးတွေနဲ့ ူဝေးနေဖို့ပဲတတိပေးချင်ပါတယ်ဟုရေဦးမြို့နယ်ပြည်သူ့ကော်ရဲအဖွဲ့တောင်းခံကပြောဆိုသည်ဆလဘီချောင်းမြို့ပေါ်ထရိုယုံမှထွက်လာသောစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှနှုတ်ဦးတည်ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းချောင်းမြို့ပေါ်ထရိုယုံမှထွက်လာသောအစံဘက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်မှနှုတ်ဦးတည်ဆုံသော PLDF တပ်ခွဲအညာမိုင်းအဖွဲ့မှတောင်းရင်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့သတင်းဌာနတန်းတို့ပြောဆိုသည် မတ်လ21ရက်နေ့ည7:00နာရီခန့်တွင်ချောင်းမြို့ပေါ်မိုးကောင်းကျောင်းမှစစ်ကောင်စီတပ်သား18ဦးသည်ထွေရုံရုံထဲမှထွက်လာစဉ်ဖလန်ပင်ကျောင်းအနီးတွင် တော်လန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထိုမိုင်းဆွဲတိုက်ခိုက်မှုတွင်ကျန်းဖက်စစ်ကောင်စီတပ်သားများသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကျန်းဖက်စစ်ကောင်စီတပ်သားများကပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လန်ရေးပေါ်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ ဆက်ခွေးငါးကောင်ကြီးတဲ့နှစ်ကောင်ကိုတော့မုံရစေးရုံကိုလွှဲလိုက်တယ်လို့သိရပါဗျ။နှစ်ကောင်ကတော့တည်နိုင်ပါတယ်။သုံးကောင်ကတော့ချောင်းမြို့ပေါ်စေးရုံထဲမှာဆေးကုသမှုခံယူနေပါဗျ။မိုင်းနှလုံးနဲ့တိုက်ခိုက်တာပါ။ဆက်ခွေးတွေဘက်က၃လေးချက်လောက်ပဲဖြစ်တယ်။ကျွန်တော်တို့အနေနဲ့တော့ပြည်သူတွေရဲ့ရှေ့ကနေအတက်နိုင်ဆုံးကာကွယ်သွားပါမယ်။ပြည်သူပေါ်မှာလည်းအနိုင်ကျင့်ဆက်ကြေးကာယူခြင်းလည်းမရှိပါဘူးဟု PLDF တပ်ခွဲအညာမိုင်းအဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည်။ ဆက်လက်တင်ဆက်ပေးမယ့်တွင်ကတော့ငန်းစုံမျိုးမှစစ်ကြောင်းတို့ရင်ထွက်လာသောစစ်ကောင်စီတပ်သားများကိုကြားပြတ်တိုက်ခိုက်မှုစစ်တဲဘက်မှထိခိုက်မှုရှိဆိုတဲ့တွင်ပဲဖြစ်ပါရှင်။မန္တလေးတိုင်းငန်းစုံမြို့မှာစစ်ကြောင်းထိုးရန်ထွက်လာသောအစံဖက်စစ်ကောင်စီတပ်သားများကိုကြားပြတ်တိုက်ခိုက်ရာစစ်တပ်မှထိခိုက်မှုရှိကြောင်း TGYR Ukraine Counter Revolution အဖွဲ့ကပြောဆိုသည်မတ်လ20ရက်နေ့နနေ7:53မိနစ်ခန့်တွင်ငန်းစုံမြို့မှမကြီးကုန်းရွာနှင့်ထွန်းသာကြီးရွာဘက်ကိုစစ်ကြောင်းဝင်ရန်ထွက်လာသောစံပတ်စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ကားသုံးစီးကိုတော်လိုင်းရဲတပ်ဖွဲ့များကစောင့်ကြိုမိုင်းဆဲတိုက်ခိုက်ခဲ့ကြောင်းသိရသည် ထိုတိုက်ခိုက်မှုတွင်မိုင်းနှပွိုင်းနာပောက်ကွဲခဲ့သောကြောင့်ကားတစ်စီးသာပျက်စီးခဲ့ပြီးစံကားနှစ်စီးသည်မကြီးကုန်းရွာနှင့်တွန်းသာရွာဘက်သို့ကျော်တက်လာစဉ်ဒေသရင်းတော်လှန်တပ်ဖွဲ့နှင့်တိုက်ပွဲထက်မှန်ဖြစ်ပွားခဲ့ပြီးအစံဘက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်းသိရှိရသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးပျက်စီးသွားသောကာဗော်ရင်လိုက်ပါလာသည့်အကြံဖက်စစ်ကောင်စီတပ်သားများကလည်းလမ်းဘေးဝဲရာကိုရှမ်းသက်ပစ်ခတ်ခြင်းများလှောက်ဆောင်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများကိုကာပြင့်လာရောက်တဲထုတ်သွားကြောင်းသိရှိရသည် အဆိုပါတိုက်ခိုက်မှုကို TGY ရပျောက်ကြားတပ်ဖွဲ့မှတော်လိုင်းရဲဘော်များကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ဆက်လက်ပြီးမန္တလေးမြင်းကျန်လမ်းမိုင်းတွင်လူငယ်များကိုပေါ်တာဆဲဖမ်းဆီးပြီးအရင်အတမဆက်ကြီးကောင်းနေသည့်စစ်ကောင်စီတပ်သားများကိုဝန်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းငန်းစုံမြို့နယ်မန္တလေးမြင်းချမ်းလမ်းမိုင်းတွင်လူငယ်များကိုပေါ်တာဆဲဖမ်းဆီးပြီးအတင်းအဓမ္မဆက်ကြီးကောင်းနေသည့်အစံဘက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှလေးဦးသေဆုံးခဲ့ကြောင်းနဂနီပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် မတ်လ21ရက်နေ့နနက်9:45မိနစ်ခန့်နဲ့ငန်းစုံမြို့နယ်မြို့သာဆက်မှုဆောင်နှင့်အင်းဝဗန်အနေနဲ့တက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးသည်မန္တလေးမြင်းကျန်လမ်းမတွင်ဖြေးသွားလူငယ်များကိုပေါ်တာဆဲဖမ်းဆီးပြီးအရင်းအထမဆက်ကြီးကောက်ခံခြင်းများပြုလုပ်နေစဉ်တော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှင်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား4ဦးသေဆုံးပြီးတဝူပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက်သေဆုံးသောစစ်သားမလာအလောင်းများကိုဆက်မှုဆောင်နှင့်ပြန် ေတည်ဆောင်သွားကြောင်းသိရှိရသည်မန္တလေးမြင်းကျန်လမ်းပိုင်းမှာစစ်ကွေး15ကောင်ကခရီးသွားပြည်သူတွေကိုပေါ်တာဆဲဖမ်းဆီးတာအတင်းရတမငွေကြေးတောင်းခံတာတွေလုပ်နေတော့ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့စစ်ကွေးလေးကောင်တေးပြီးတကောင်ပြင်းထန်တန်ရရတယ်လို့သိရတယ်စစ်ကွေးတွေအလောင်းတွေကိုတော့စစ်မှုဆောင်နဲ့ပြန်တဲသွားတယ်ဟုနိုင်ငံကြီးပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုငကနီပြောက်ကြားတပ်ဖွဲ့အမြင့်ဆန်းနဲ့ငန်းစုံမျိုးနဲ့တရင်ချတပ်ခွဲသုံးငန်းစုံမျိုးနဲ့ပကပါတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လင်းတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရသည်ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တန်လျင်တွင်ပြူစောတိများနှင့်ပေါင်ရိပ်လူမိုင်မွေးကငွေညှင့်နေသည့်အောင်ချမ်းသာရက်ွက်အုပ်ချုပ်ရေးမှူးရှိရီမင်းနှင့်အဖွဲ့ကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ လူမိုက်တပည့်များမွေမျိုးကဒေသခံများထံမှအကြောင်းမျိုးမျိုးပြပြီးငွေညစ်ချင်းချမှုများပြုလုပ်နေသည့်တန်လင်းအောင်ချမ်းသာရက်ွက်အုပ်ချုပ်ရေးမှူးရီရီမေခေါ်ဖင်ကြီးမနှင့်အဖွဲ့ကိုစစ်ကောင်စီကဖမ်းဆီးသွားကြောင်းသိရသည်ရက်ွက်အုပ်ချုပ်ရေးမှူးရီရီမေရှိုင်မှုမျိုးခိုင်နှင့်ရှိုင်မှုရွှေငါတို့ကိုပြီးခဲ့သည့်မတ်လ21ရက်နေ့ညပိုင်းတွင်စစ်ကောင်စီကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသတရင်များကိုဖော်ပြသည့်တန်လင်းမီဒီယာထံမှသိရသည် ။အုတ်ကြီးရေမေကတအားတောင်းချမ်းနဲ့မနက်ဆိုတန်လျင်အပေါ်စီအောက်စီကိုလူမိုက်တွေချဲ့ရန်ဝင်လာပြီးကယ်ရီတွေဈေးသူဈေးသားတွေကိုလူပါလဲဝါတယ်။တထောင်ကျော်လောက်ဝရင်တုတ်ကမ်းပြီးတနေ့တစ်မျိုးချင်းချောက်တာသူတမက်ကစစ်တပ်ကဘုံမှုအစင်လို့ပြောတယ်ဟုတန်လျင်ဒေသခံအမျိုးသမီးတူက ARA Time ကိုပြောသည်။ အဆိုပါအောင်ချမ်းသာရက်ွက်အုပ်ချုပ်ရေးမှုရည်ရည်မေသည့်စမူတန်ဦးရေကိုအကြောင်းပြပြီးဖြူစောတရပွဲဝင်ချက်ကလေးတို့နှင့်ပူပေါင်းကပြည်သူများထံမှချင်းချက်ငွေညစ်ခြင်းနှင့်လက်ပိဆိုင်များမှသိန်း၁၀ကနက်တိတောင်းယူခြင်းများလှူဆောင်နေသူဖြစ်ပြီး၎င်းတို့အဖွဲ့ကိုစစ်ကောင်စီကဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းဒေသခံများထံမှသိရသည့် အဆိုပါအုပ်ချုပ်ရေးမှူးတော်ရေးရေးမဲတဲ့ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်တိုက်ဝင်းကိုငွေကြေးပေးရမည်ဟုဆိုကငွေကြေးပြည့်စုံသည့်နေအိမ်များမှာစစ်မှုရန်အကြောင်းပြပြီးတင်ရကနန်းတီတောင်းယူကြောင်းသိရသည် ဖလက်မြေခွက်တွေကိုလည်းရှင်ရင်မေတို့ဖွဲ့ကအကွက်ရက်ရောင်းစားထားတာတွေရှိတယ်။ရှင်ရင်မေကိုအောင်ချမ်းသာမှာဖင်ကြီးမလို့ပဲတည်ကြတယ်။အလိုက်ကောင်းတော့ပြန်လွတ်မှာပါဟုတန်လင်းဒေတာကန်ကပြောသည်။စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးအောက်ခြေအဖွဲ့များအနေဖြင့်လှုပ်ချနိုင်လှုပ်ဆောင်နေပြီးလက်စားမှုများရှိနေကြောင်းဒုစစ်ကောင်ဆောင်ဒုတိယပို့ချုပ်မှုကြီးစိုးဝင်းကဝန်ခံပြောဆိုထားသည်။ဆလဘီတိုက်ဝဲပြင်းထန်နေသည့်မိုးရဲမြို့တွင်စစ်ကောင်စီတပ်သားတို့အလင်းဝင်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တိုက်ပွဲပြင်းထန်နေသည့်မိုးပြဲမြို့တွင်စစ်ကောင်စီတပ်သားတို့မတ်လ23ရက်နေ့ကအလင်းဝင်လာကြောင်းမိုးပြဲပြည်သူကောက်ရီတက် MVPDF ကထုတ်ပြန်သည်စစ်ကောင်စီ၏ခမရ908တရင်မှစစ်ကောင်စီတပ်သားတို့သည်ရှမ်းကယင်းပြည်နယ်အဆက်မိုးပြဲအခြေစိုက်ခမရ420တရင်ရောက်ရှိနေစဉ် MA1 လက်နက်တလက်နှင့်အတူအလင်းဝင်လာခဲ့ခြင်းဟုဆိုသည် မိုးရက်တိုက်ပွဲတွင်ကျွန်တော်တို့ MVBDF မှာတော့2ယောက်ရှိတယ် KNDF နဲ့အခြားတရင်တွေမှာများတယ်တိုက်ပွဲအခြားကဝင်လာတဲ့သူရှိလို့တက်အပြောင်းအရွှေ့လုတဲ့ချိန်ထွက်ပြေးလာသူတွေလည်းရှိတယ်ဟု MVBDF ကတောင်းရင်ရှိသူကလူလူຫນွေကိုပြောသည်အလင်းဝင်တက်သားသည်စစ်မှုထမ်းဥပဒေအရတက်သားသည့်စူဆောင်းခံရသူဖြစ်ပြီးစစ်ကောင်စီမတရားစေခိုင်းမှုကိုမခံနိုင်သောကြောင့်ထွက်ပြေးလာခြင်းဖြစ်ကြောင်းဖော်ပြသည်မိုးရဲတိုက်ပွဲတွင် စစ်ကောင်စီဘက်မှတိုက်စုံမှုများပြားနေကြောင်းကိုလည်း၎င်းက MPPDF တန်ရင်ထွက်ဆိုသည် အဆိုပါတက်သားအာစုကြီးငွေများပေးရပြီးဘေကင်းလုံကျုံသည့်ထိန်းသိမ်းရေးဌာနသို့လွှဲပြောင်းရန်စီစဉ်လျက်ရှိပြီးစစ်ကောင်စီတက်သားများအနေဖြင့်အလင်းဝင်ရောက်လိုပါကအစဉ်အမြဲကြိုဆိုလျက်ရှိကြောင်းလည်း MPPDF ကအသိပေးသည် တိုက်ပွဲပြင်းထန်နေသည့်မိုးပြဲမျိုးတွင်စည်ရေးလိုအပ်ချက်များစွာရှိနေသည့်အတွက်ပြည်သူများအနေဖြင့်တန်နိုင်သည့်ကူညီထောက်ပံ့ပေးရန်လည်းတိုက်တွန်းထားသည်။ထို့ပြင်မြေပြင်ထိုးစစ်တိုင်းတွင်တိုက်စုံမှုများရှိနေသည့်စစ်ကောင်စီသည်မိုးပြဲမျိုးကိုနေ့စဉ်နှင့်အမျှမီလောင်ပုံအသုံးပြု၍ဒရုန်းလက်နက်ကြီးများဖြင့်တိုက်ခိုက်နေသည်။မက်လ23ရက်ကလည်းအင်ဂျီအိမ်ကောင်းနှလုံးမီလောင်သွားတဲ့ဒရုန်းနဲ့လာကျဲသွားတာဟုမိုးပြည့်မြို့စစ်မြေပြင်ရှိရဲဘော်တူကပြောသည် ရှမ်းကယင်ပြည်နယ်အဆက်ရှိမိုးပြဲမြို့အားပြကြအောင်စစ်ကောင်စီကမီးလောင်ပုံများဖြင့်နေစဉ်ပြစ်ခတ်နေကြောင်းရှမ်းတော်စစ်ဒေသခွဲအမှတ်၁ပြူဟာကထုတ်ပြန်ထားသည်မဟာမိတ်တပ်ပေါင်းစုဤစုမိုထိန်ချုပ်ထားသောမိုးပြဲမြို့ကိုစစ်ကောင်စီကပြန်လည်ထိန်ချုပ်နိုင်ရန်စစ်ကြောင်းသုံးလေကြောင်းနှင့်အတူနီလန့်မြို့ဆောင်ဖြင့်တိုက်စင်ဖွဲ့ထိုးစစ်ဆင်လာသည်မှာလေးလကြာရှိလာသည် ယခုမတ်လအတွင်းစည်ရေးပို့ပြီးပြင်ထန်ကကောင်းရီတက်ဖွဲ့များနဲ့တိုက်ဝဲချင်းငယ်များနေစဉ်ဖြစ်ပွားပြီးစစ်ကောင်စီဘက်မှထိနာသူများလာသောကြောင့်ဖေကုံနှင့်လွန်ကောမှလက်နက်ကြီးကို လေကြောင်းအကိုထို့ပြင်တိုက်ခိုက်ရေးဒရုန်းနှင့်ကာမီကာစီအသေးခံဒရုန်းတို့ဖြင့်မှတိုက်ခိုက်နေသည်